ါချက်ကတော့အဲညီမစ조사တယ်ညီမဖြစ်ချင်တဲ့အရာတခုညီမမဖြစ်ဖြစ်အောင်လုပ်တယ်အဲပြီးတော့လို့ရှိရင်အဲညီမလိုအပ်ချက်တွေပေါ်ညီမအများရန်ညာအိပ်ပြီဆိုလို့ရှိရင်ညီမအများရန်တွေးတယ်ငါဘာလို့လိုသေးလဲဘာလို့လိုသေးလဲအဲ့အရာတွေပေါ်မှာတခုပြီးတခုအဲ နေ့ရက်တိုင်းမှာအဲ့လိုမျိုးတေချာတွေးပြီးတော့တခုပြီးတခုကိုအဲပြည့်အောင်လို့ဖြည့်ရဲပေါ့နော်ညီမအနေနဲ့ဒီနိုင်ငံကိုစားပြု miss တယောက်အနေနဲ့အရာအားလုံးပြည့်ပြည့်စုံရမယ်ဒီ project ကကြတော့ဟိုတော်တော်များများ project တွေကကြတော့ဒီပြိုင်ပွဲပြီးသွားလို့ရှိရင်ပျောက်ဆုံးသွားတာညားတယ်ဆိုတော့ညီမအနေနဲ့ကကြတော့ညီမပြိုင်ပွဲပြီးသွားတယ်မပြီးသွားခြင်းဘူးညီမဒီမတိုင်ငယ်လဲဒီငလျင်မမဟုတ်အရင်ပြီးခဲ့တဲ့ဟိုရမဲစင်းဘက်ကရေပေးတွေပါအဲ့ဒီမာတွေလဲညီမ အမေရှိ team နဲ့တွဲပြီးတော့ညီမ volunteer အနေနဲ့အမြဲတမ်းရှိသွားဖြစ်တဲ့အတွက်ကြောင့်မလို့ညီမဒီဒီနိုင်ငံကိုစားပြု miss တယောက်အနေနဲ့ညီမလှလှပပနဲ့ထက်ထက်မြမြဖြစ်ချင်တယ်ပြီးတော့အလူမှုအကျိုးပြုလုပ်ငန်းတွေကိုညီမညီမတက်ဆွမ်းနိုင်သလောက်ဒီညီမအသက်ရှင်နေသေးဆက်လုပ်သွားမယ်အဲ့အဲ့အတွက်ကြောင့်မလို့ပါရှင်ဟုတ်နိုင်ငံကိုစားပြု miss ကိုအ popularity ထက်လေအဓိကကိုဘလောက်ထိလုံဆောင်နိုင်လဲကိုဘလောက်ထိကိုစားပြုနိုင်လဲကိုနိုင်ငံသားမှာရှင်ပြိုင်တဲ့အချိန်ခါဒီမှာရောကိုဒီတခြားနိုင်ငံနေနဲ့အတူတူရှင်ပြိုင်တဲ့ခါမှာဘလောက်ထိအကောင်းမွန်ဆုံး represent လုပ်နိုင်လဲအကိုကိုကိုဘလို့ကောင်းမွန်အောင်နေမယ်ဆိုတာကပဲပို့ပြီးတော့အရေးကြီးတယ်လို့ထင်ပါတယ်ရှင်ဟုတ်အညီမနာမည်ကတော့ခလင်းလက်ယွန်းဖြစ်ပါတယ်ညီမဒီပြိုင်ပွဲကို join ရတဲ့အကြောင်းရင်းကတော့ညီမအာ ပြည်ပြည်စုံတဲ့နိုင်ငံကိုစားပြု Miss တယောက်ဖြစ်ချင်လို့ပါရှင်ဟုတ်အညီမ2019ရုံးက Miss World မြန်မာအနေနဲ့ London London မှာတွားရောက်ရှင်ပြိုင်ခဲ့တာပါရှင်ဟုတ်အဲအဲ့ဒီရုံးကကြောင့်ညီမပြင်ဆင်ချိန်အနည်းဆုံးနဲ့ညီမအာ ညီမအဲ့ဒီတော့ organization နဲ့အလက်တွဲပြီးတော့အကောင်းဆုံးပြင်ဆင်ပြီးတော့စူးစမ်းရှင်ပြိုင်ခဲ့ပါရဲ့ရှင်ဟုတ်ညီမအစတော့ကပွဲတွေကိုပေါ့နော်လွယ်လွယ်နဲ့ပြန်မ join ဘူးပေါ့နော်ညီမဘက်ကနေအကုန်လုံးတေချာတစ်ခုပြီးတစ်ခုဘာကြီးလိုအပ်မယ်ဘာကြီးလိုအပ်မယ်ပြီးတော့ညီမရဲ့အသက်ကြီးလာတဲ့အပေါ်မှာပို့ပြီးတော့ပြည့်ပြည့်စုံတဲ့ရင်းချက်မှုတွေနဲ့အတူတူပေါ့နော်ညီမအ အပြီးပြည့်စုံဆုံးဖြစ်ချင်တဲ့အတွက်ကြောင့်မလို့အခုမှပြန်ပြီးတော့ try ပြစ်တာပါရှင်ဟုတ်အာညီမအနေနဲ့ဒီ charity ဘိုင်းနေကော body beauty brain ပေါ့နော်ပြော်ဒီမကြသေးခင်ကလည်းပေါ့နော်ဒီငလျင်ဖြစ်တဲ့ရှိမှာသခိုင်းမျိုးမှာညီမဒီ၁၀ရက်ကျော်ပေါ့အဲအမေရှိ team နဲ့တွဲပြီးတော့ညီမ volunteer အနေနဲ့ဒီရှေ့ရက်ကမှမကြသေးဘူးပေါ့နော်ပြန်ရောက်ထားဆိုတော့ညီမအနေနဲ့ဒီနိုင်ငံကိုစားပြု miss တယောက်အနေနဲ့အရာအားလုံးပြီးပြည့်စုံရမယ်ဒီ project ကကြတော့ဟိုတော်တော်များများ project တွေကကြတော့ဒီပြိုင်ပွဲပြီးသွားလို့ရှိရင်ပျောက်ဆုံးသွားတာညီးတယ်ဆိုတော့ညီမအနေနဲ့ကကြတော့ညီမပြိုင်ပွဲ ဲပြီးသွားတယ်မပြီးသွားခြင်းဘူးညီမဒီမတိုင်ငယ်လဲဒီငလျင်မမဟုတ်အရင်ပြီးခဲ့တဲ့ဟိုရမဲစင်းဘက်ကရေပေးတွေပါအဲ့ဒီမာတွေလဲညီမအမေရှိ team နဲ့တွဲပြီးတော့ညီမ volunteer အနေနဲ့အမြဲတမ်းရှိသွားဖြစ်တဲ့အတွက်ကြောင့်မလို့ညီမဒီအဒီနိုင်ငံကိုစားပြု miss တယောက်အနေနဲ့ညီမလှလှပပနဲ့ထက်ထက်မြမြဖြစ်ချင်တယ်ပြီးတော့အလူမှုအကျိုးပြုလုပ်ငန်းတွေကိုညီမညီမတက်ဆွမ်းနိုင်သလောက်ဒီညီမအသက်ရှင်နေသေးဆက်လုပ်သွားမယ်အဲ့အဲ့အတွက်ကြောင့်မလို့ပါရှင်ဟုတ်ပြိုင်ပွဲဝင်နေဆိုကြတဲ့အပေါ်တော့အကုန်လုံးကတော့အမြင့်ဆုံးဆိုတဲ့ placement ကိုပဲ target ထားပါတယ်ရှင်ဟုတ် အဲဒီပြိုင်ပွဲကတော့ပေါ့နော်ညီမတယောက်တည်းရဲ့အိမ်မက်လည်းမဟုတ်ဘူးဒီမှာလာပြိုင်ကြတဲ့ညီမလေးတွေရောပြီးတော့တခြား CD ပွဲတွေကနေ join လာမဲ့သူတွေရောပေါ့နော်အကုန်လုံးအတွက်အာအရန်ကိုဖြစ်ချင်ကြတဲ့အိမ်မက်တစ်ခုဖြစ်ပါလိမ့်မယ်ရှင်ဟုတ်ဒီဟာကကြတော့ organization ရဲ့အပိုင်းပေါ့နော်အဓိကကကိုဒီနိုင်ငံကိုစားပြု miss တယောက်အနေနဲ့အဲကိုဘာတွေလုပ်ရမယ်ကိုဘလို့ပုံစံမျိုးဖြစ်ရမယ်ညီမခံယူထားတဲ့နိုင်ငံကိုစားပြု miss ဆိုတာကကြတော့အဲကိုချင်းတရားကောင်းမွန်ရမယ်လှပရမယ်ထက်မြက်ရမယ်တနိုင်ငံလုံးရဲ့စံပြဖြစ်နေရမယ်ဆိုတဲ့အရာပဲပို့ပြီးတော့အရေးကြီးပါရှင် င်ဟုတ်အဓိကကညမကဘယ်လိုပြောပြရမလဲနိုင်ငံကိုစားပြု miss ကိုအဲ popularity ထက်လေအဓိကကိုဘလောက်ထိလုံးဆောင်နိုင်လဲကိုဘလောက်ထိကိုစားပြုနိုင်လဲကိုနိုင်ငံသားမှာရှင်ပြိုင်တဲ့အချိန်ခါတွေမှာရောကိုဒီတခြားနိုင်ငံနေနဲ့အတူတူရှင်ပြိုင်တဲ့ခါမှာဘလောက်ထိအကောင်းမွန်ဆုံး represent လုပ်နိုင်လဲအဲကိုကိုကိုဘလို့ကောင်းမွန်အောင်နေမယ်ဆိုတာကပဲပို့ပြီးတော့အရေးကြီးတယ်လို့ထင်ပါရှင်ဟုတ်အဲ miss war ပြိုင်ပွဲပြီးမှကြောင်းညီမအတက်နိုင်ဆုံးအဲအချိန်နှဲဆုံးနဲ့အပြီးပြည့်စုံဆုံးပြအောင်အတက်နိုင်ဆုံးစူးစမ်းပြီးတော့ရှင်ပြိုင်ခဲ့တယ်အဲ့ဒီမှာဆိုလို့ရှင်လဲညီမတငယ်ချင်းနေပေါ့နော်တခြားနိုင်ငံက miss တွေနဲ့လဲအဆက်အသွယ်ရှိတော့မယ်အခုချိန်ထိပြီးတော့ မနစ်ကဆိုလို့ရှင်လဲဗီယက်နမ်မှာဗီယက်နမ်ကညီမကို treasure ambassador ဖြစ်ခန့်ရတာခံရတယ်ဆိုတော့အဲ့ပွဲဒီမှာညီမဒီလှလာပပထထမြမြနဲ့အရေးချင်းရှိတယ်ကိုချင်းတရားကောင်းမွန်တဲ့မြန်မာအမျိုးသမီးတယောက်အနေနဲ့ပဲညီမကိုစားပြုခဲ့ပါရှင်ဟုတ်အဲအဲ့ဒီမှာကကြတော့ညီမတို့ရဲ့ယဉ်ကျေးမှုတွေမြန်မာလူမျိုးတွေဘယ်လောက်ထိပေါ်ရွေတယ်ဘယ်လောက်ခင်မိုးကောင်းတဲ့အတက်နိုင်ဆုံးတယောက်နဲ့တယောက်ဘယ်လိုကူညီတယ်ဆိုတာတွေအဓိကက personality ကောင်းကောင်းနဲ့ပေါ့နော်အဲ့အရာတွေတော့ဟိုအတက်နိုင်ဆုံးချပြချပြခဲ့ပါရှင် င်ဟုတ်လိုကွာချချက်လေးမြင်လဲဆိုတော့ဒါပွဲတပွဲနဲ့ကတော့ policy မတူဘူးအဲအဲ့ဒီအပေါ်မှာကိုကဘယ်ပွဲ join မှာလဲကို join မဲ့အဲ organization အပြိုင်ပွဲအဲ့ဒီနဲ့ကိုကတသားတည်းဖြစ်အောင်လို့စူးစမ်းပြီးတော့အဲဒီ national director ကဘာကိုလိုချင်တာလဲဒီ city director ကဘာကို အဖြစ်စေချင်တာလေအဲ့အရာဒီပေါ်မှာပဲကိုကအတက်ထက်သေးကြအောင်အတက်နိုင်ဆုံးတသားတည်းဖြစ်အောင်လို့ကြိုးစားကြိုးစားသွားမှာပါပေါ့ရှင်ဟုတ်အာမစ်စဝေါ်တုံးကကျတော့ညီမအပြိုင်ပွဲဝင်ခဲ့တာမဟုတ်ဘူးပေါ့နော် organization ကအာကန်လန်တဲ့အတွက်ကြောင့်မလို့တွားရောက်ရှင်ပြိုင်ခဲ့တာပါရှင်ဟုတ်အဲ့ဒီတော့ကကြောအချိန်လဲအရန်တိုတယ်ပေါ့နော်အချိန်တိုတယ်သွားမယ့်နိုင်ငံကလည်းအရန်ဝေးတယ်ဒါပေမဲ့ organization နဲ့အတူစူးစမ်းပြီးတော့အတက်နိုင်ဆုံးအကောင်းဆုံးပဲပြင်ဆင်သွားပြီးတော့ရှင်ပြိုင်ခဲ့ပါရှင်ဟုတ် ဟုတ်ညီမအနေနဲ့ဘာပြင်ဆင်လဲဆိုလို့ရှိရင်ညီမအမြဲတမ်း body နဲ့ပတ်သက်ပြီးတော့ညီမအမြဲတမ်းဂျင်သွားတယ်ပေါ့နော်အညီမဘရောမအညီမခန္ဓာကိုအဲ့လိုမျိုးကြီးအအမြဲတမ်းအဲ့လိုဝါသွားအောင်တော့တခုခုအဲ့လိုမျိုးဖြစ်သွားအောင်လို့ဒီညီမမထားဘူးအမြဲတမ်းညီမနည်းနည်း body နည်းနည်း weight တက်လာပြီဆိုလို့ရှိရင်ညီမကိုညီမအမြဲသတိထားတယ်ပြီးတော့ beauty ဘိုင်းနဲ့ပတ်သက်လို့ရှိရင်လည်းညီမအမြဲတမ်း skin care လုပ်တယ်ညီမကိုညီမအတက်နိုင်ဆုံးလှအောင်နေတယ် ပြောရလို့ရှိရင်ဒီ brain ဘိုင်းမှာဆိုလို့ရှိရင်လည်းညီမစာရီဒီနောက်ပိုင်းပိုဖက်ဖြစ်တယ်ပေါ့เนาะပြောရလို့ရှိရင်အအဓိကဒီပြိုင်ပွဲဝင်မှာမဟုတ်ဘူးဒီဒီပြိုင်ပွဲတွေဝင်သည်ဖြစ်စီဝင်သည်ဖြစ်စီညီမဒီနိုင်ငံကိုစားပြု miss တယောက်ဖြစ်ခဲ့တဲ့အတွက်ကြောင့်မို့လို့ညီမဒီဒီလူမှုအကျိုးပြုလုပ်ငန်းတွေမှာညီမဒီ popularity ဖြစ်ဖို့ဆိုတာထက်ညီမအတတ်နိုင်ဆုံးအကျိုးရှိအောင်လို့ပဲအမြဲတမ်းအပါဝင်ဆောင်ရွက်သွားပါရှင်ဟုတ် အမ်ဒီအရကတော့လူတိုင်းကကိုကြိုက်တဲ့အရာကိုရွေးချယ်ပိုင်ခွင့်ရှိတယ်ပေါ့နော်သူတို့အဘာဝါဒနာပါလဲဘာထက်တန်လဲပြီးတော့အဲ့အရာပေါ်မှာမှကန်တရားကလည်းဘယ်လောက်ထိအခွင့်အရေးပေးလဲဆိုတဲ့အရာပေါ်မှာမူတည်ပြီးတော့ပဲညီမတို့ကရှောက်လန်းသွားရမှာဖြစ်ပါရှင်ညီမကညီမဘယ်အရာပဲလာလာအဲဘယ်ဘိုင်းမဲ့ဖြစ်ဖြစ်ဒီအမှုပညာဘိုင်းမဲ့ဖြစ်ဖြစ် charity ဘိုင်းမဲ့ဖြစ်ဖြစ်ဘယ်ဘိုင်းမဲ့ဖြစ်ညီမကိုကန်တရားကဘယ်ဘက်မှာအခွင့်အရေးပေးလဲအဲ့ဒီပေးတဲ့ပေါ်မှာမူတည်ပြီးတော့ညီမဘက်ကတာဝန်ကတော့အကောင်းဆုံးစူးစမ်းသွားဖို့ပဲရှိပါရှင်အဲညီမရဲ့အားသာချက်ကတော့အဲညီမစူးစမ်းတယ်ညီမဖြစ်ချင်တဲ့အရာတခုညီမမဖြစ်ဖြစ်အောင် ်လုပ်တယ်အဲပြီးတော့လို့ရှိရင်ညီမလိုအပ်ချက်တွေဘောညီမအများရန်ညာအိပ်ပြီဆိုလို့ရှိရင်ညီမအများရန်တွေးတယ်ငါဘာလိုသေးလဲဘာလိုသေးလဲအဲ့အရာတွေပေါ်မှာတခုပြီးတခုအဲနေ့ရက်တိုင်းမှာအဲ့လိုမျိုးတေချာတွေးပြီးတော့တခုပြီးတခုကိုအဲပြည့်အောင်လို့ဖြည့်ရဲပေါ့နော်အာဟုတ် international ရလားမသိဟုတ်အဲ PR တို့ဟုတ်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  PR တို့ဟုတ် PR တို့ Catriona Grey တို့သူတို့ကိုလည်းအရန်ကြိုက်ပါတယ်ဟုတ်အာညီမအကြိုက်ဆုံးကတော့ Catriona Grey ပါဟုတ် um သူ့ကိုကြည့်ရတာအများရန် confident ရှိပြီး perfect ဖြစ်နေရလို့ခံစားရတဲ့အတွက်ကြောင့်မလို့ထက်မြက်တဲ့အမျိုးသမီးတယောက်လို့မြင်လို့ပါရှင်။ညီမ음ဒါကတော့ညီမနဲ့တင့်တော်တဲ့ CD title ကိုပေါ့နော်။အဲအငယ်ဖြတ်တိုင်းလုံးကြီးတွေကပေးပါလိမ့်မယ်။အဲဒါပေမဲ့ညီမဖြစ်ချင်တာကတော့ညီမညီမအနေနဲ့ရွေးချယ်ရမယ်ဆိုလို့ရှိရင်တော့မိုးကုတ်မျိုးလိုချင်ပါရှင်ဟုတ်။အဲ အာညမအဖွာရဲ့မွေးရစာတီးပြီးတော့ညမရုရှန်သွေးနင်းနေဆက်တယ်အဲအားကြောင့်ပါရှင်ဟုတ်ဟုတ်အခင်ခင်မှာလွယ်ချက်တွေလည်းရှိကောင်းရှိပါလိမ့်မယ်ဆိုတော့ခင်ရဲ့လွယ်ချက်တွေအာနေချက်တွေအာတာချက်တွေကိုခင်ကိုဝေဖန်ထောက်ပြပေးပါအောင်ခင်အတက်နိုင်ဆုံးစူးစမ်းပြီးတော့ပြင်ဆင်သွားပါမယ်လို့ဟုတ်